မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးမြို့ကိုဗဟုပြစ်ပြီးတော့ဒီကနေ့မနက်အစောပိုင်းမှာငလျင်လှုပ်ခတ်သွားတဲ့အတွက်ပြည်သူများအထိတ်အလန့်ဖြစ်ပွားခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မိုးလေဝသနဲ့ဇလဗီဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရဒီကနေ့မနက်3:28မိနစ်အချိန် ်မန္တလေးမြို့ပြည်ကြီးတခုမြို့နယ်ရဲ့အရှိတောင်ပံလေးမိုင်ခန့်အကွာအနက်၁၀ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့အင်အား၄.၉အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်3:28မိနစ်အချိန်မှာမန္တလေးမြို့ပြင်ဦးလွင်မြင့်ငယ်အပါဝင်မြို့ကြီးတချို့မှာငလျင်လှုပ်ခတ်သွားတယ်လို့သိရပါတယ်။ငလျင်ဟာအချိန်အနည်းငယ်ကြာမြင့်ခဲ့ပြီးတော့အင်အားပြင်းထန်တယ်လို့ပြည်သူများကပြောဆိုထားပါတယ်။ငလျင်လှုပ်တာမြေကြီးတွေကလှုပ်တဲ့အတန်တွေပါကြားနေရတယ်။လှုပ်တာလည်းကြားတယ် အလုံးအိမ်မောကြနေတဲ့အချိန်ဆိုတော့အကုန်အော်ပြေးစင်းပြေးအကုန်ထွက်ပြေးကြရတာပေါ့မက်လာ28ရက်နေတုန်းကလိုမျိုးခန်းစားချက်ပြန်ရပါတယ်ပြင်းအားကနည်းနည်းတော့ရှိတယ် application မှာတော့ငလျင်ပြင်းအား၄.၇ဆိုပြီးတော့ပြနေတာပဲလို့မန္တလေးမြို့ပြည်ကြီးတကွန်မြို့နယ်ကပြည်သူတအုပ်ကရှင်းပြထားပါတယ်ပြင်းဥလွယ်တောင်ကြီးကြောက်ဆယ်နဲ့မြင့်ငယ်မြို့တွေကပြည်သူတချို့ကလည်းဒီကနေ့မနေ့3:28မိနစ်အချိန်မှာငလျင်လောက်ခတ်မှုကိုတိတိတသားခန်းစားခဲ့ရကြောင်းပြောဆိုထားပါတယ် မက်လာ28ရက်နေ့ကပြင်အား9.9အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်နဲ့ငလျင်ငယ်ပေါင်းအချိန်ရင်205ချိန်လှုပ်ခတ်ခဲ့ပြီးပြီဖြစ်ကြောင်းမိုးလေဝသနဲ့ဇလဗီရညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးလက်အောက်ခံမြန်မာအမျိုးသားလေးချောင်းလိုင်းကရန်ကုန်ကုမင်းပြေးဆွဲနေတဲ့ MNA လေးရင်ဟာကုမင်းလေးစိတ်ကိုဆင်းသက်တဲ့အချိန်မှာ landing gear ပျက်စီးသွားတဲ့အတွက်အရေးပေါ်ခရီးသည်များကိုရွှေ့ပြောင်းမှုများလှုပ်ဆောင်ခဲ့ရပြီးတော့ထိခိုက်တဲ့သူတို့မရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့ကရန်ကုန်ကနေမြန်မာစံတော်ချိန်ည9:33မိနစ်အချိန်မှာ ထွက်ခွာပြန်တန်းသွားတဲ့ MNA အမျိုးသားလေးချောင်းလိုင်း UBA 05လေရင်ဟာတရုတ်နိုင်ငံကူမင်းလေစိတ်ကိုတရုတ်စံတော်ချိန်ည10:25မိနစ်အချိန်မှာရောက်ရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးရောက်ရှိဆင်းသက်တဲ့အချိန်မှာလေရင်ရဲ့ပင်မညာဘက် landing gear ပျက်စီးသွားတဲ့အတော့လေစိတ်မှာအရေးပေါ်အစီအစဉ်နဲ့လေမော်မှာပါတဲ့ခရီးသည်များကိုပြောင်းရွှေ့မှုများလှုပ်ဆောင်ခဲ့ရတယ်လို့ပြောပါတယ်။အဲ့ဒီဖြစ်စဉ်မှာခရီးသည်တွေကတော့ဖိကိုက်မှုမရှိခဲ့ဘူးလို့သိရပါဗျ။ အဲ့ဒီနောက်မှာတော့ MNA လေရင်ကိုလေရင်ပြေးလန်းပေါ်ကနေပြီးတော့ဖယ်ရှားနိုင်ခဲ့တယ်လို့သိရပါတယ်မြန်မာအမျိုးသားလေချောင်းလိုက် MNA ကရန်ကုန်ကူမင်းရန်ကုန်ခရီးစဉ်ကို Boring 737 800NG လေရင်နဲ့အပတ်စဉ်တနင်္လာဗုဒ္ဓဟူးတောက်ကြံတဲ့တနင်္ဂနွေနေ့များမှာပြန်တန်းနေတဲ့အချိန်မှာအခုလိုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ခွေးလောက်ခံမြန်မာအမျိုးသားလေချောင်းလိုက် MNA လေချောင်းလိုက်မှာ Boring 737 800လေရင်နဲ့ဆင်းတယ် ADR 7260080စီးလို့နဲ့ပြည်ရင်းပြည်ပခရီးစဉ်များကိုပြေးဆွဲနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်နဲ့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တို့မှာ လုပ်ငန်းရှင်ဒေါခင်မာကြီးနဲ့အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်တို့ကိုစစ်ခွေးတန်တဲ့ပြူစောတိလက်နက်ကိုင်းများကပြန်ပေးဆွဲမှုများဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်ဦးမြို့မှာအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ရဲ့ခရီးစဉ်ရှိလို့ဆိုပြီးတော့လုံခြုံရေးတွေတင်းကျပ်ထားတဲ့ဂျားတွေကစစ်တပ်နဲ့ဆက်နွယ်နေတဲ့လက်နက်ကိုင်းလူတစုကစီးပွားရေးလုပ်ငန်းရှင်ဒေါခင်မာကြီးကိုပြန်ပေးဆွဲဖမ်းဆီးပြီးတော့ရွှေတဲ့ကားနဲ့ငွေကျပ်3900တို့ကိုယူဆောင်သွားကြောင်းညောင်ဦးခရိုင်ပကဖကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားလာပါတယ်။ဇွန်လ23 3ရက်နေ့ညနေ6နာရီခွဲအချိန်ကမှညောင်ဦးမြို့အမှတ်6အောင်မြေသာရက်ကွန်မှာနေထိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကိုဆန်းဦးရဲ့ဇနီးဖြစ်သူဒေါခင်မာကြီးကိုတနက်သမားများကပြန်ပြေးဆွဲဖမ်းဆီးပြီးရွှေတဲ့ပစ္စည်းများကားနဲ့ငွေကျပ်3900ရို့ကိုယူဆောင်သွားတယ်လို့သိရပါတယ်။အခုလိုပြန်ပြေးဆွဲမှုဖြစ်ပွားတဲ့အချိန်မှာညောင်ဦးမြို့ပေါ်မှာအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ရဲ့ခရီးစဉ်ရှိနေတဲ့အတွက်လက်နက်ကိုင်းဆောင်ထားတဲ့စစ်ခွေးများနဲ့ပြူခွေးများ ခြေရှုပ်နေတဲ့အချိန်ဖြစ်ပြီးတော့လုံခြုံရေးတင်းကျပ်ထားတဲ့အချိန်လည်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီပြန်ပေးဆွဲမှုကိုကျူးလွန်သူများကို PDF တပ်ဖွဲ့များကလိုက်လံစုံစမ်းနေပြီးတော့ကျူးလွန်သူများဟာပခုတ်ကူမြစ်ချေနဲ့ကျွန်းချောင်းဘက်ကအကြက်ဘက်စစ်ခွေးလက်အောက်ခံပြူခွေးများဖြစ်တယ်လို့သိရပါဗါးတရားခဏ်များကိုဆက်လက်ဖမ်းဆီးနိုင်ရေးအတွက်ညောင်ဦးခဲပကပကလည်းစုံစမ်းမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗါးလက်နက်ကင်ဓမြတွေဖမ်းဆီးသွားတာကကိုဆန်းဦးရဲ့ဇနီးမခင်မကြီးနဲ့ရင်မောင်းကိုမင်းသူပါညောင်ဦးမြို့နယ်အတွင်းမှာတော်လိုင်းအဖွဲ့တွေအနေနဲ့ ်မင်းအောင်လိုင်ရဲ့ခရီးစဉ်ကြောင့်ဝင်းထွက်လှုပ်ရှားဖို့အင်မတန်မကိုခက်ခဲပါတယ်အခုဟာကပြန်ပေးဆွဲဓမြဓမားတွေပါပခုတ်ကူမြစ်ချေနဲ့ကျွန်းချောင်းဘက်ကပြူစောထီတွေလည်းဖြစ်နိုင်ပါတယ်မြစ်ချေဘက်ကပြူစောထီတွေနယ်မြေထဲကိုစိတ်ဝင်လာတယ်လို့လည်းသတင်းရထားပါတယ်တော်လိုက်အဖွဲ့အစည်းတွေမဟုတ်တာကတော့တေးကြပါတယ်လို့ညောင်ဦးခေအပကဖကတာဝန်ရှိသူကရှင်းလင်းပြောပြထားပါတယ်လက်ရှိအချိန်မှာညောင်ဦးမြို့ပေါ်မှာအချက်ဖတ်စစ်ခွေးတက်က၎င်းတို့ရဲ့လက်နက်တပ်ဆင်ပေးထားတဲ့ပခုတ်ကူခေအဘက်ကဓမြအဖွဲ့များဟာလဲတွာလာလှုပ်ရှားမှုများရှိနေပြီးတော့ မေလုံးမင်းအောင်လိုက်ရဲ့ခရီးစဉ်ကြောင်းလုံခြုံရေးအမြင့်မားဆုံးဖြစ်နေတဲ့အချိန်ဓမြတိုက်ပြီးတော့တစားကန်နှစ်ဦးကိုခေါ်ဆောင်သွားရတယ်မြို့ပေါ်ကနေပြန်လဲထွက်ခွာရန်ဟာမဖြစ်နိုင်ဘူးလို့ညောင်ဦးခရိုင်ပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲဇော်လိုက်လ73ရက်နေ့ကကရင်ပြည်နယ်မြောက်ပရိမြို့အမှတ်၄ရပ်ကွာတန်တရာကာဝဲအဟောင်းအနီးကအိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ပြန်ပေးဆွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ် တမ22ယူနီဖောင်းဝတ်ဆင်ထားတဲ့စစ်ခွေးများကလုပ်ငန်းရှင်ကိုနေအိမ်ထဲကိုဝင်ရောက်ဖမ်းဆီးပြီးတော့ထိုင်းဘက်ငွေ၄တန်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့ပြောပါတယ်။ဒါကြောင့်မိသားစုဝင်တွေက BGF တပ်များရဲ့အကူအညီနဲ့လိုက်လံရွေးထုတ်ရန်စ조사ရမှာပြစ်ခတ်မှုဖြစ်ပွားပြီးတော့တေဆုံးထိခိုက်မှုများလည်းဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူများနဲ့နယ်မြေခံသတင်းရင်းမြစ်များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာနှစ်ရက်တာတိုက်ပွဲအတွင်းစစ်တပ်ဘက်ကအယောက်20ကျော်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့မှာဖားကန့်မြို့နယ်ဝမ်းတွင်းမှာအခြေချထားတဲ့စစ်ခွေးတပ်ရဲ့ရန်တူလောင်ယုံကို KIA တပ်များက RPG နဲ့တွားရောက်ပစ်ခတ်ခဲ့ရာရန်ကိုတောင်ယုံပောက်ကွဲသွားတယ်လို့သိရပါတယ်။၎င်းပောက်ကွဲမှုကြောင့်စစ်တပ်ဘက်က18ဦးတေဆုံးသွားတယ်လို့သိရကြောင်း KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်မနေ့ကဇွန်လ15ရက်နေ့ကလည်း ဖားကမော်ဝမ်းကလေးကြီးရွာခရီးရန်ဖျားရှိခိုးเจ้าမှာအကြမ်းဖက်စစ်ခွေးတပ်ကအခြေချတပ်ဆွဲထားတဲ့အချိန် KIA က drone နဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ drone နဲ့ပစ်ခတ်မှုကြောင့်စစ်ခွေးတပ်က6ကောင်တေဆုံးပြီး9ကောင်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဖားကမှာစစ်တပ်ကအထိနာတဲ့အတွက်မနေ့ကညပိုင်းကတိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီးတော့လက်နက်ကြီးနဲ့လက်နက်ငယ်တန်များတောက်လျှောက်ထွက်ပေါ်ခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲကမင်းညကအထိလက်နက်ကြီးတွေကလက်နက်ငယ်တွေရောတောက်လျှောက်ကိုပြစ်နေတာတိုက်ပွဲကပြင်းထန်တယ်လို့ဖားကန်ဒေသပြည်သူတို့ကပြောပါတယ်ဖားကန်မြို့နယ်မှာနေစဉ်ရက်ဆက်စစ်ခွေးတိုက်ရဲတိုက်လေရင်နဲ့ကင်းထောက်လေရင်များတောက်လျှောက်ပြန်ဝဲနေပြီးတော့လေချောင်းတိုက်ခိုက်မှုများလည်းရှိနေတယ်လို့သိရပါတယ်မင်းကညပိုင်းကလည်းစစ်ခွေးတပ်ဘက်ကလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ခွေးတပ်ဟာမေလ28ရက်နေ့ညပိုင်းကစတင်ပြီးတော့ဖားကန်မြို့နယ်လုံခင်းကျေးရွာကနေတဆင့်ဝင်ရောက်ခဲ့ပြီး အဲ့ဒီအချိန်ကစတင်ပြီးတော့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒီကနေ့မှာတော့စစ်ခွဲတိုက်ရဲ့တိုက်လေရင်များနဲ့ဘုံကျဲပြစ်ခတ်မှုများထိတွေ့တိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ဖားကံမှာစစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးတဲ့နောက်နှစ်လနီးပါးကာလအတွင်းစစ်ခွဲတိုက်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူအယောက်90ကျော်သေဆုံးခဲ့ကာဒဏ်ရာရရှိသူ100ကျော်ရှိလာပြီဖြစ်တယ်လို့ဒေသခံပြည်သူများကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်ကြိုင်မြောမြို့နယ်ဂျိုင်းမြဝမ်ဒေသမှာရှိတဲ့ကျေးရွာတွေဘက်ကိုအကြမ်းဖက်စစ်ခွေးတပ်ကနေရောညပါလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ခွေးတပ်ရဲ့ဇာသပြင်အခြေစားအမှတ်87ချေလင်းတပ်ရဲ့အမှတ်208ချင်းမြန်တပ်ရဲ့အပါအဝင်အထိုင်းတပ်စခန်းတွေကနေပြီးတော့ပြီးခဲ့တဲ့ဇွန်လအလယ်လောက်ကစပြီးဂျိုင်းမြေဝန်ဒေသကခြေရွာတွေကိုနေရောညပါလက်နက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်ခွေးတပ်ရဲ့နေရောညပါလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံပြည်သူတွေအများစုဟာစိုးရိမ်ကြောက်လန့်နေရပြီးတော့ဒေသခံပြည်သူတချို့ကတော့နေရက်ကိုစွန့်ခွာတိမ်းရှောင်တာတွေရှိလာခဲ့တယ်လို့သိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရလက်နက်ကြီးပစ်ခတ်မှုဟာစစ်ခွေးတပ်ဘက်ကသူတို့ရဲ့တိုက်ရင်တပ်စခန်းတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေလာမတိုက်နိုင်အောင်လို့ကြိုတင်ကာကွယ်နေတာဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာကော့ပလိုင်းဓမ္မသာတန်ကလောင်တရနာကော့ပင်ကြီးရွာနဲ့ကြီးရွာအနီးလေခွင်းတွေတဲကိုကြားရောက်ပောက်ကွဲတာတွေရှိတယ်လို့သိရပါတယ်လက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရတာတော့မရှိပေမဲ့နေအိမ်တွေနဲ့ဆိုင်ငန်းတွေလယ်ဆောင်တဲတွေပျက်စီးတာမျိုးတွေတော့ရှိတယ်လို့ပြောဆိုထားပါတယ် ်စစ်ခွေးတက်ကလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေကြောင့်ဒေသခံပြည်သူတွေဟာဥယျာဉ်ခြံနဲ့လေယာဉ်လုပ်ငန်းခွင်တွေကိုစိတ်ချလက်ချမသွားလာနိုင်ပဲအခြေအနေကြည့်ပြီးတော့လုတ်ကင်စားတော့နေရတယ်လို့ဒေသခံတချို့ကတော့မော်လမြိုင်ကြိုင်မြောမြို့ပေါ်ကိုပြောင်းရွှေ့နေထိုင်သူတွေလည်းများလာတယ်လို့သိရပါတယ်ကြိုင်မြောမြို့နယ်မှာရှိတဲ့ဂျိုင်းမြေတလျှောက်ကြီးရွာတွေမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ခွေးတပ်ဖွဲ့တွေကြားတိုက်ပွဲများမကြာခဏဖြစ်ပွားတတ်ပြီးတော့နှစ်ဖက်အပြန်အလှန်လက်နက်ကြီးနဲ့ပစ်တာတွေဒရုန်းပုံချတာတွေအပြင် စစ်ခွေးတက်ကလေးချောင်းကနေပြီးတော့ဘုံကျဲတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ match လ24ရက်နေ့မှာကော်ဘင်းကြီးရွာရဲစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်အဲ့ဒီဒေသတော်ဝိုင်းမှာစစ်ရေးတင်းမာပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကျိုင်းမြဝန်ဒေတာဓမ္မဒကြေးရွာအနီးဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်းမှာစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတာလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ဒေတာကန်နေအိမ်300ကျော်မိလောင်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူပေါင်း2000နီးပါးဟာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ